ဦးဇင်းတို့ဗုဒ္ဓဘာသာနယ်ဝင် သူတော်စင်များဟာမိမိတို့ရဲ့အိမ်မှာမိသားစုဝင်တူဦးတယောက်ကွယ်လွန်အိဆာရောက်သွားပြီဆိုရင်အဲ့ဒီကွယ်လွန်အိဆာရောက်သွားတဲ့သူအတွက်ရည်စူးပြီးတော့ကြံရေးကြတဲ့မိသားစုဝင်များကနေပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပေးကြတယ်အမြအတန်ပေးဝေကြတယ် ကွယ်လွန်အနိစ္စရောက်တဲ့သူအတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခြင်း အမြတ်တမ်းပေးဝေခြင်းဆိုတဲ့ဒီအလုပ်ကိုဦးဇင်းတို့ဗုဒ္ဓဘာသာနယ်ဝင် သူတော်ရှင်များတလီတစားနဲ့အရေးထားပြီးတော့ပြုလုပ်ကြပါတယ်။ဘာဖြစ်လို့ပြုလုပ်တာလဲဆိုရင်မိမိတို့တတွေကျရင်ကြတဲ့မိသားစု တွေကနေပြီးတော့ ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်အဲ့ဒီရရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုအမြတမ်းပေးဝေကွယ်လွန်သွားတဲ့သူဟာတမလွန်ကနေပြီးတော့ဒါတာဓုခေါ်တယ်ဆိုရင်အဲ့ဒီကုသိုလ်အဖို့ဘာကကို ရရှိပြီးတော့ကွယ်လွန်အိဋ္ဌာရောက်သွားတဲ့သူဟာတမလွန်ဘဝမှာကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံမယ်လူနိုင်ဖြစ်တဲ့စီစဉ်ချမ်းသာတွေနဲ့ပြည့်စုံမယ်နတ်နိုင်ဖြစ်တဲ့ စည်းစိမ်ချမ်းသာတွေကိုရရှိမယ်လို့ဒါဒီလိုယုံကြည်ပြီးတော့ဒီလိုယုံကြည်ချက်နဲ့ကျင့်ကြတဲ့မိသားစုများဟာကွယ်လွန်အနေစာရောက်သွားကြတဲ့သူတွေအတွက်ယေຊုပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပေးကြတာဖြစ်တယ်ပြုလုပ်ပေးပြီးတော့အမြတမ်းပေးဝေကြတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာမေးစရာရှိတယ်ပေါ့ကွယ်လွန်အနေစာရောက်သွားတဲ့သူတွေအတွက် ုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတာဟာတမလွန်မှာကွယ်လွန်အနေဆရောက်သွားတဲ့သူဟာအဲ့ဒီပေးဝေတဲ့ကုသိုလ်အဖို့ဘာခကိုတကယ်ရသလားတဏှိအပြစ်ပြောရင်ကုသိုလ်အဖို့ဘာခကိုတာဓုခေါ်ပြီးတော့လူနိုင်ပြတဲ့စီစဉ်ချမ်းသာတွေနတ်နိုင်ပြတဲ့စီစဉ်ချမ်းသာတွေကိုတကယ်ရသလားလို့မေးစရာရှိပါ အဲ့တော့အဲ့ဒါကို ဖြေရမယ်ဆိုလို့ရှိရင်ရတဲ့အနေထားရှိသလိုမရတဲ့အနေထားလည်းရှိပါတယ်အဲ့တော့ဘလို့အနေထားမှာကရတယ်လေမရဘူးဆိုတာကဘလို့အနေထားမျိုးလဲဆိုတာကိုဥစဉ်တို့ဓမ္မချစ်ခင်သူတော်ရှင်များသဘောပေါက်နားလည်ဖို့လိုပါတယ်ဒါကိုဥစဉ်ပြောပြပေးပါမယ်ဥစဉ်တို့လူများဟာ ကွယ်လွန်အနေဆိုင်ရောက်ပြီဆိုလို့ရှိရင်လာရောက်ရမယ်ဂတိ၅မျိုးရှိပါတယ်။သွားရောက်ရမယ်လာရောက်ရမယ်ဂတိ၅မျိုး32ဘုံကျင်လည်ကြတယ်လို့ဆိုပေမဲ့အဲ့ဒီ32ဘုံကိုဒါအချင်းချုပ်လိုက်တော့ဂတိအပြင်၅မျိုးပါပဲ။အဲ့ဒီဂတိ၅မျိုးကဘာတွေလဲဆိုရင်နံပါတ်1ဒေဝဂတိ နတ်ပြည်မြမပြည်ပေါ့ဒေဝဂတိနောက်တကမနုဿဂတိတဲ့လူပြည်နံပါတ်1ကနံပါတ်3ကနိရိယဂတိတဲ့ငရဲပေါ့နံပါတ်4ကပေတာဂတိပြိတ္တာနံပါတ်5ကတိရိစ္ဆာနာဂတိတရိစ္ဆာဂတိ5မျိုးဒေဝမနုဿနိရိယပေတာ တရိษံဆိုပြီးတော့ွယ်လွန်အနှိမ့်စရောက်သွားတဲ့သူများဟာဒီဂတိ၅မျိုးတမျိုးမျိုးဧကမုတ်ချတွားရမှာဖြစ်ပါတယ်ဒီဂတိ၅မျိုးမှာွယ်လွန်အနှိမ့်စရောက်သွားတဲ့သူဟာဘဂတိကိုတွားရမယ်ဆိုတာကြူပြီးတော့မသိနိုင်တယ်လို့ကြံရေးကြတဲ့မိသားစုဝင်များကလည်းပဲ ။အော်ကွယ်လွန်အနေစရောက်သွားတဲ့ဒီပုဂ္ဂိုလ်ဟာဒီဝမနုဿနိရိယပေတတရိษံဆိုတဲ့ဒီ၅မျိုးမှာဘယ်ကိုရောက်သွားတယ်လဲဆိုတာ ကျန်ရတဲ့မိသားစုများကလည်းပဲမသိနိုင်ပါဘူးအဲ့တော့ဒီဝဂတိဆိုတဲ့နဂတိကိုရောက်သွားမယ်ဗြဟ္မာဂတိကိုရောက်သွားမယ်ဆိုလို့ရှိရင် ကျန်ရကြတဲ့မိသားစုဝင်များကနေပြီးတော့ကုသိုလ်ပြုအမြတ်ပေးဝေတာကို သူ မသိနိုင်တော့ပါဘူး။ရလည်းမရနိုင်ဘူးပေါ့။ကုသိုလ်ဖို့ပါကတကယ်လို့တေဝါတဲ့သူဒီမနုဿဆိုတဲ့လူကတိကို ရောက်သွားလို့ရှင့်လဲပဲကျန်ရကြတဲ့မိသားစုဝင်များကနေပြီးတော့ကုသိုလ်ပြုအမြတ်ဝေတာကိုမသိနိုင်တော့ပါဘူး။မရနိုင်တော့ပါဘူး။နောက်နံပါတ်3 နိရိယတေဝါတဲ့ပုဂ္ဂိုလ်ဟာနိရိယဆိုတဲ့ငရေကြသွားပြီဆိုရင်လည်းပဲကြံရေးကြတဲ့မိသားစုဝင်တွေပြုလုပ်ပေးတဲ့ကုသိုလ်အဖို့ဘာကကိုမရရှိနိုင်ပါဘူးမသိနိုင်ပါဘူးနောက်တစ်ခါပေတပေတဆိုတဲ့ဒီကတိမှာရောက်ရှိပြီးတော့သွားတယ်ဆိုရင်အဲ့တော့ပေတဆိုတဲ့နေရာမှာကပေတာတွေက များတယ်ပေါ့ပရဒတ်တုပဇီဝိကပြိတ္တာကလွယ်လို့ရှင်ကြံတဲ့ပြိတ္တာဖြစ်တယ်ဆိုလို့ရှင်ကြံရင်ကြတဲ့မိသားစုတွေကနေပြီးတော့ကုသိုလ်ကောင်းမှုပြု အမြတ်တမ်းပေးဝေတာကိုကြံတဲ့ပြိတ္တာတွေကမရနိုင်ပါဘူးပရဒတ်တုပဇီဝိကပြိတ္တာဖြစ်နေမှသာကုသိုလ်ကောင်းမှုပြုအမြတ်တမ်းပေးဝေတာကိုရရှိနိုင်ပါတယ်တကယ်လို့တိရိစ္ဆာန်ဖြစ်နေတယ်ဆိုလို့ရှင်လည်းပဲ ေဝါတဲ့ပုဂ္ဂိုလ်ကတရိษံသွားပြီးတော့ဖြစ်တယ်ဆိုလို့ရှိရင်လည်းပဲကျင်းကြတဲ့မိသားစုဝင်တွေကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အမြတ်တမ်းပေးဝေးတာကိုမသိနိုင်တော့ပါဘူးမရနိုင်တော့ပါဘူးအဲ့တော့ဒေဝမနုဿဏိရိယပေတတရိษံဆိုတဲ့ဒီကတိ၅မျိုးမှာပေတဆိုတဲ့ဂတိကိုရောက်တဲ့ဒူတာလည်းရင်အဲ့ဒီပေတဆိုတဲ့ဂတိမာတော်မှာ ပရဒတ်တုပဇီဝိကတိတ်တာဆိုတဲ့ဒီပိတ်တာအမျိုးစားမှာဖြစ်မှသာလျင်ကျင်ရကြတဲ့မိသားစုဝင်တွေကနေပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတာကိုတည်လဲတည်မယ်ဒါတာဓုခေါ်ပြီးတော့အကျိုးကိုလည်းရမယ်ပေါ့အဲ့တော့ကျင်ရကြတဲ့မိသားစုဝင်များဟာကွယ်လို့နေဆရောက်သွားတဲ့သူဟာ ဘယ်ဘုံဘယ်ဘဝဘယ်ဌာနရောက်တဲ့ဆိုတာကိုအတိအကျမသိလို့လည်းပဲမသိရလို့လည်းပဲအခုလို့ကုသိုလ်ပြုအမြတမ်းပြီးဝေရတာဖြစ်ပါအကယ်၍များဆိုတဲ့ဒီအတွေ့နဲ့ပေါ့အကယ်ဝေအကယ်၍များပိတဂတိမှာပရဒတ်တုပဇီဝိကပိတ္တာဆိုတဲ့ဒီလိုမကျွတ်မလွတ်တဲ့ပိတ္တာဘဝဆင်းရဲဒုက္ခခံစားနေရတဲ့ မကျွတ်မလွတ်တဲ့ပရဒတ်သူပါဇီဝိကပိဋ္တအမျိုးသားမှာဖြစ်နေခဲ့ရင်ဒုပြုလိုက်တဲ့ကျင်းကြတဲ့မိသားစုဝင်များဖြစ်တဲ့ဒုပြုလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ပါခါကိုရရှိပြီးတော့လူနိုင်ဖြစ်တဲ့စီစဉ်ချမ်းသာတွေနတ်နိုင်ဖြစ်တဲ့စီစဉ်ချမ်းသာတွေရပါစေတော့ဆိုတဲ့ဒါစေရနာမေတ္တာနဲ့ကုသိုလ်ကောင်းမှုပြုပြီးတော့အမြတ်တမ်းပေးဝေတာပဲဖြစ်ပါတယ်အဲ့တော့တကယ်လို့ ိုအမြတ်တမ်းပေးဝေလိုက်တဲ့ကိုကုသိုလ်ကောင်းမှုပြုပေးပြီးတော့အမြတ်တမ်းပေးဝေလိုက်လို့ကိုရည်စူးထားတဲ့ကိုယ်လုံးအိဆာရောက်သွားတဲ့သူဟာမရဘူးဆိုလို့ရှိရင် ကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေဟာအလည်းကားမဖြစ်ပါဘူးနံပါတ်1ကိုရပါတယ်နံပါတ်2အခြားသောမကျွမလွတ်သေးတဲ့ဓာတုခွန်နိုင်တဲ့ပုံကူတွေရရှိပါတယ်လို့ဒါဒီလိုမှတ်သားရမှာဖြစ်ပါ အဲ့တော့ကုသကောင်းမှုပြုအမြတမ်းပေးဝေတယ်ဆိုတာဟာဒေဝမနုဿနိရိယပေတတရိစ္ဆန်ဆိုတဲ့ဒီလာယဂတိ၅မျိုးမှာအကယ်၍များပေတဂတိပေတဂတိမာတော်မှပရဒတ်တုပဇီဝိကပြိတ္တာဆိုတဲ့ဒီဂတိကိုရောက်ရှိနေခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီပရဒတ်တုပဇီဝိကပြိတ္တာ ဘဝဆင်းရဲဒုက္ခကနေပြီးတော့ကင်းလွတ်ပြီးတော့လူနိုင်ဖြစ်တဲ့စီစဉ်ချမ်းသာနှစ်နိုင်ဖြစ်တဲ့စီစဉ်ချမ်းသာတွေကိုရရှိနိုင်ဖို့အတွက်ကုသပြုအမြတမ်းပေးဝေရတာဖြစ်ပါတယ်အဲ့တော့ကွယ်လွန်နေစာရောက်သွားတဲ့သူဟာအကြောင်းမျိုးမျိုးကြောက်ပေါ့လေအိမ်ဆွဲပစ္စည်းဥစ္စာဆွဲသားသမီးဆွဲပြီးတော့ဒီလိုမကျွတ်မလွတ်တဲ့တာရုခွန်နိုင်တဲ့အမြတမ်းပေးဝေတာကိုရနိုင်တဲ့ပရဒတ်တူပါဇီဝိကပိတ္တာမျိုးမှာဖြစ်နေခဲ့မယ်ဆိုရင် ကျင်းကြတဲ့မိသားစုဝင်တွေကနေပြီးတော့ကုသိုလ်ကောင်းမှုပြုအမြတ်တမ်းပေးဝေတာကိုတာဓုခေါ်ပြီးတော့အဲ့ဒီပိဋကဘဝဆင်းရဲဒုက္ခကနေပြီးတော့လွတ်မြောက်နိုင်ပါတယ်၊ကင်းမြောက်နိုင်ပါတယ်။အဲ့ဒီလိုဆင်းရဲဒုက္ခတွေကနေကင်းမြောက်ပြီးတော့လူနိုင်ဖြစ်တဲ့စီစဉ်ချမ်းသာ၊နတ်နိုင်ဖြစ်တဲ့စီစဉ်ချမ်းသာအဖျားဖျားကိုရရှိနိုင်ပါတယ်။အဲ့တော့အဲ့ဒီလိုကောင်းကျိုးချမ်းသာတွေကိုရရှိဖို့အတွက် ကုသိုလ်ကောင်းမှုပြုပြီးတော့အမြတ်တမ်းပေးဝေတာကို ကျန်ရတဲ့မိသားစုဝင်တွေကနေပြီးတော့ကုသိုလ်ကောင်းမှုပြုပြတဲ့ပေးဝေတာကိုဒီမကျွတ်မလွတ်တဲ့ပရဒတ်တုပဇီဝိကပိတ်တာဒီအမျိုးသားမှာဖြစ်နေခဲ့မယ်ဆိုရင်အဲ့ဒီပိတ်တာတာတုခေါ်ပြီးတော့ကောင်းကျိုးချမ်းသာတွေကိုရဖို့အတွက်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာဒါလိုအပ်ချက်အင်္ဂါဆိုတာရှိပါတယ်တကယ်မိမိတို့ဓာတ်တွေဟာကျန်ရတဲ့မိသားစုဝင်တွေဟာကွယ်လွန်အနစ်ဆာရောက်သွားတဲ့သူတွေအတွက် ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာကွယ်လွန်သွားတဲ့တမလွန်ရောက်သွားတဲ့သူတဏီအဖြစ်ဒီပရဒတ်သူပဇီဝိတာပိတာဘဝရောက်နေခဲ့တဲ့သူကိုပြုတဲ့ကုသိုလ်ကောင်းမှုအဖို့ဘာခါကိုတကယ်ရရှိစေခြင်းလဲဆိုရင်ဒါပြည့်စုံရမယ့်အချက်အတိုင်းပြည့်စုံမယ်ဆိုရင်ရရှိမှာအမှန်ပါပဲအဲ့တော့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ တည်သူအတွက်ရည်စူးပြီးတော့ကွယ်လွန်အနိစ္စရောက်သူအတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာဒါနာကုသိုလ်ပြုတဲ့နေရာမှာနံပါတ်၁မိမိအလူပေးမဲ့ပုဂ္ဂိုလ်ဒီတိလရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါမှမဟုတ်တန်ကိကဌာနတန်ခါအလူတဲ့လူပေါ့ငါးပါးလေးပါးလေးပါးနဲ့အထက်ဒါများသောအားဖြင့်ငါးပါးပေါ့တန်ခါဆိုလို့ရှိရင်တော့တကယ်လို့တပါးတည်းဆိုရင်တော့အဲ့ဒီတပါးဒီတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပေါ့ နံပါတ်1သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။သို့မဟုတ်တန်ခိကဌာနဖြစ်ရမယ်။နံပါတ်2ကကုသိုလ်ကောင်းမှု ပြုတဲ့ပုဂ္ဂိုလ်သည်ကွယ်လွန်သွားတဲ့ဘယ်သူဘဲဝအတွက်ဆိုတာယေရှုစိတ်ထားရမယ်။ဒါကနံပါတ်1။နံပါတ်3ကြတော့ကုသိုလ်ကောင်းမှု ပြုတဲ့သူသည်ဒါနကုသိုလ်ပြုတဲ့သူသည်လူဝဲပြည့်စုံလင်းလင်းလူတန်းပေးရမယ်တဲ့။ မှအဝိအစာအစာအတော့စားစရာတောက်စရာစီးစရာဖနက်ဆောင်းစရာထီဒီလိုမျိုးပေါ့နော်ဓမ္မတမလွန်မှာပရဒတ်သူပါဇီဝိကပြိတ္တာဖြစ်နေတဲ့စားနေဖို့မပြည့်စုံတဲ့အဲ့ဒီပြိတ္တာဟာဒီဘက်ကအစုံလူပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ဝိစရာလူတဲ့အတွက်ကြောင့်မို့လို့ဟိုဘက်မှာဝိစရာနဲ့ပြည့်စုံမယ်စားစရာလူပေးတဲ့အတွက်ကြောင့်မို့လို့စားစရာနဲ့ပြည့်စုံမယ်တောက်စရာလူပေးတဲ့အတွက်ကြောင့်မို့လို့တောက်စရာနဲ့ပြည့်စုံမယ်ဟာလား ဖနက်လူပေးတဲ့အတွက်ကြောင့်မို့လို့သွာလာမှုအဆင်ပြေမယ်ထီးလူပေးတဲ့အတွက်ကြောင့်မို့လို့ဒါအရေးရမယ်ပေါ့အေဂျင့်တာယာတဲ့နေရာရမယ်ပေါ့အဲ့ဒီလိုလူဝယ်ပစ္စည်းစုံစုံလင်လင်လူပေးရမယ်တဲ့နံပါတ်3ကနံပါတ်4ကြတော့ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ဒီကိုရည်စူးတဲ့ပုဂ္ဂိုလ်ကိုဒါအမြည်တက်ပြီးတော့အဲတချို့ဆိုလို့ရှိရင်ဒါနေတဲ့နေရာတွေအသက်တွေနမီတွေအတိအကျခေါ်ပြီးတော့ပေါ့ အဲ့ဒီကိုရည်စူးတဲ့ပုံကိုကို ခေါ်ပြီးတော့နာမည်ခေါ်ပြီးတော့အမြတန်ပေးဝေရမယ်တဲ့ကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အဖို့ပါကကိုအမြဝေရမယ်ဟောနံပါတ်၅ကြတော့ကွယ်လွန်နေဆရောက်သွားတဲ့သူဒီတာတုခေါ်ဆိုနိုင်တဲ့အခြေအနေမှာရှိနေရမယ်။ဦးစင်ပြောခဲ့တဲ့စောစောကပြောခဲ့တဲ့ပရတတ်တူပါဇီဝိကပြိတ္တာဆိုတဲ့ဒီအမျိုးအစားမှာဖြစ်နေခဲ့မယ်ဆိုရင်တာတုခေါ်နိုင်မယ်ပေါ့။အဲ့တော့အဲ့ဒီအချက်၅ချက်ပြည့်စုံရင်ဒါ ကျင်ရတဲ့မိသားစုဝင်တွေကနေပြီးတော့ကုသိုလ်ကောင်းမှုပြုအမြတ်တမ်းပေးဝေတာကိုကွယ်လွန်နှိမ့်ဆရောက်သွားတဲ့ပရဒတ်တုပဇီဝိကပြိတ္တာမျိုးမကျွမလွတ်တဲ့ပိတ္တဘဝဆင်းရဲဒုက္ခရောက်နေတဲ့ဒီပိတ္တာမျိုးမှာရောက်နေခဲ့မယ်ဆိုလို့ရှိရင်ဓာတုအနုမောဒနာခေါ်ဆိုပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပြုပေးတဲ့ကုသိုလ်ဖို့ပါကကို ရရှိကြမှာဖြစ်ပါတယ်အဲ့တော့အရေးကြီးတာကတော့ဥစဉ်နောက်ဆုံးပြောသွားတဲ့အချက်တွေပါပဲ။ တေသူအတွက်ကွယ်လွန်သွားကြတဲ့သူတွေအတွက်ကုသိုလ်ကောင်းမှုပြုအမြတမ်းပေးဝေတဲ့နေရာမှာနံပါတ်1ကုဒါနပြုတဲ့ပုဂ္ဂိုလ်ဒီဒါနပြုမဲ့အလူခံပုဂ္ဂိုလ်ဒီတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်သို့မဟုတ်တန်ခိကဒါနဖြစ်ရမယ်နံပါတ်2ကကိုဟာကွယ်လွန်သွားတဲ့ဘေသူဘဲဝအတွက်ဆိုတာကိုယေရှုတဲ့စိတ်ထားရမယ်နံပါတ်3လူပွေပြည့်စည်စုံစုံလင်လင်လူတိုင်းရမယ်နံပါတ်4က ကိုရည်စူးတဲ့ပုပ်ကိုကိုနမည်ခေါ်ပြီးတော့အမြတ်တန်တေချာလေးပေးဝေရမယ်။ဟောနံပါတ်5ဟိုဘက်ကကွယ်လွန်နေဆိုင်ရောက်နေတဲ့ပုပ်ကိုဒီပရတတုပါဇီဝိကပြိတ္တာမှာဖြစ်နေတဲ့ဓာတုခေါ်ဆိုနိုင်တဲ့နေသားမှာရှိနေတယ်ဆိုရင်ဒါကောင်းကျိုးချမ်းသာတွေကိုရရှိကြမှာဖြစ်ပါတယ်။ဒါကြောင့်ကွယ်လွန်နေဆိုင်ရောက်သွားတဲ့သူဟာဘယ်ဘုံဘယ်ဘဝဘယ်ဌာနမှာရောက်တယ်ဆိုတာကိုအတိအကျမသိရလို့လည်းပဲ အကယ်၍များဆိုတဲ့ဒီစိတ်နဲ့အကယ်၍များပရဒတ်တုပဇီဝိကပိတာမျိုးမကျွတ်မလွတ်တဲ့ပိတာမျိုးသားဆွဲ သမီးဆွဲအိမ်ဆွဲပစ္စည်းဥစ္စာဆွဲပြီးတော့ဒီလိုမကျွတ်မလွတ်တဲ့ပိတာမျိုးဘဝမှာရောက်နေခဲ့မယ်ဆိုရင်ဒုပြုတဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ဘာခကိုရရှိပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိပါစေဆိုတဲ့ဒီစိတ်ထားနဲ့ဒီယုံကြည်တဲ့စိတ်နဲ့ ကျန်ရတဲ့မိသားစုများဟာကွယ်လွန်သွားကြတဲ့သူတွေအတွက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အမြတမ်းပေးဝေကြတာ ဖြစ်ပါတယ်။ကဲအလုံးသောဦးဇင်းရဲ့ဓမ္မချစ်ခင် သူတော်ဇင်များ ကွယ်လွန်သွားတဲ့သူတွေအတွက်ကုသိုလ်ကောင်းမှုပြုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုအမြတမ်းပေးဝေတဲ့အခါမှာကွယ်လွန်သွားတဲ့သူတွေဦးဇင်းပြောတဲ့ ကျွမလို့တဲ့ပရဒတ်တုပဇီဝိကပြိတ္တာဆိုတဲ့ဒီအမျိုးသားမှာဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဒါမိမိတို့ပြုတ်လို့တဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ပါကားကိုရရှိပြီးတော့ကောင်းကျိုးချမ်းသာတွေကိုရရှိကြမှာအမှန်ပါပဲအဲ့တော့နောက်ဆုံးမှပြောခဲ့တဲ့အတိုင်းပြည်စုံတဲ့ပြည်စုံရမယ်အင်္ဂါအချက်လက်ကတော့ဒါပြည်စုံဖို့လိုအပ်ပါတယ်ဒါမှသာလျှင်တစ်ဖက်မှာ ကောင်းကျိုးချမ်းသာတွေကိုရရှိမှာဖြစ်ပါတယ်ဒါလေးကိုအားလုံးသောဓမ္မချင်းတို့တို့ရှင်များ ွယ်လွန်သွားကြတဲ့သူတွေအတွက်ယေရှုကုသူပြုလုပ်တဲ့အခါမှာဒါလိုအပ်ချက်တွေရှိမယ်ဆိုလို့ရှိရင်ဒါဦးစင်းကနေပြီးတော့ဖြည့်ပေးလိုက်တဲ့သဘောနဲ့မတိသေးတဲ့သူတွေတီးဖို့အတွက်ဘူသူတာမရှိသေးတဲ့သူတွေရှိဖို့အတွက်ဒီဗီဒီယိုလေးကိုဦးစင်းကပြုလုပ်ပြီးတော့ဓမ္မဒါနာပြုမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ကဲအားလုံးနိမ့်မှန်လမ်းမှန် ဤစနစ်မှန်ကန်စွာနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့ကွယ်လွန်သွားကြတဲ့သူတွေကောင်းကျိုးချမ်းသာတွေရရှိဖို့အတွက်ကွယ်လွန်သွားကြတဲ့သူတွေအတွက်ယေရှုပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့အမြတ်တန်းတွေကိုဒါမှမှန်ကန်ကန်ဤစနစ်မှန်မှန်ကန်ကန်နဲ့အမြတ်တန်းတွေကိုပေးဝင်နိုင်ကြတဲ့သူတော်စင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။